ဧပြီလ9ရက်နေ့အတွက် People Spring ရဲ့ညနေခင်းသတင်းစီစဉ်ပါပြီးခဲ့တဲ့သတင်းပတ်ကုံကမန္တလေးနဲ့စကိုင်းတို့မှာမိုးသက်သက်ထန်ထန်ရွာသွန်းခဲ့ပြီးဒီအချိန်လေးဟာကယ်ဆယ်ရေးအတွက်ပိုရှုပ်ထွေးစေရုံသာမကပဲငလင်းကြောင့်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့သူတွေအတွက်အရေးပေါ်ရွက်ဖြင့်တဲ့လိုအပ်ချက်တွေပါပိုကြီးမလာစေတယ်လို့ကုလကယ်ဆယ်ရေးအကြီးအကဲကပြောပါတယ်ရှင်ဧပြီလ6ရက်နေ့ကစကိုင်းမြို့ကိုရောက်လာခဲ့တဲ့စစ်ကောင်းဆောင်ရဲ့ခရီးစဉ်မှာသူ့ရဲ့လုံခြုံရေးရှင်တန်းအပြင်အချုပ်ကားလို့တစည်းပါလိုက်ပါလာပြီး လူငယ်တချို့ဖမ်းဆီးခံရတယ်လို့ဒေသခံတွေပြောပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့လုံခြုံရေးအရာစခိုင်းမြို့ပေါ်ကိုမသွားဘဲ NUG ထိန်းချုပ်ဒေသတွေမှာပဲကုညီကိစ္စရေးလှုပ်ဆောင်ခဲ့တာလို့သိရပါတယ်ရှင်။ NUG ကယာယီပြည့်ရကျင်ညာချက်နဲ့အညီထိုးစစ်ရက်ထားတဲ့အင်းတော်မြို့မှာစစ်ကောင်စီကမြေပြင်စစ်ကြောင်းထွက်လာပြီးလေကြောင်းကပါပစ်ခတ်တာကြောင့်တိုက်ပွဲပြင်းထန်နေပါတယ်။ဒီမနက်တိုက်ပွဲပြင်းထန်နေချိန်စစ်ကောင်စီက Jet Fighter နဲ့လေကြောင်းကနေနှစ်ချိန်ဘုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်ရှင်။ ရှမ်းပြည်တောင်ပိုင်းညောင်ရွှေမြို့နယ်ရေပူကျေးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီနဲ့ PNA ပြည်သူ့စစ်တို့အထင်အားပြီးပြန်ဆုတ်သွားရပါတယ်။အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီတပ်နဲ့ PNA တပ်သား6ဦးထပ်မံနေတိုက်ဆုံနိုင်ပြီးထိခိုက်သူများတာကြောင့်စစ်ကောင်စီတပ်သားတွေဟာမူလတက်ဆွဲရာထီရီရွာစီပြန်ဆုတ်သွားတယ်လို့အင်းလေးပြည်သူ့ကာကွယ်ရေးတပ် IPDF ပြောခွင့်ရသူကဆိုပါတယ်ရှင်။